ဒါကျွန်တော် personal ဆိုတော့တိတ်လို့မဖြေခြင်းလို့ပါကျွန်တော်ကြော်တာတချို့ကပြောတယ်ဟုတ်တယ်ကျွန်တော်ဆရာစားကားပြောရင်လက်ခံရွက်သွားလားမဟုတ်ဘူးဗျာကျွန်တော်ဒီမင်းဒီလိုဒီလိုတောင်ကျိုးဖြစ်နေအဲ့ဒါကဘာလဲဆိုတော့မွေးတော့ညှက်ဆွဲမွေးတာကျွန်တော်ကအဲ့ခေါင်းဟိုပုံမှန်ဟိုဖြစ်တာနေပြီးတော့ပုံမှန် breed လို့ခေါ်တာဖင်ရနေပြီးတော့ခေါင်းလဲသွားတာအစကကျွန်တော်ကဒီလိုမွေးရတာရမ်းခက်တယ်ပေါ့နော်ကျွန်တော်မိပြောတော့အဲ့ကြောင့်မိဘတွေကိုမြတ်တမိုးထားပါပေါ့နော်မိဘတွေဆိုတာတကယ်တမ်းကျတော့ကိုကိုတို့အသက်နဲ့ အသက်အသက်ပြီးပြီးမွေးရတာပေါ့နော်အရင်ကကျွန်တော်တို့ခေတ္တကပိုတော့ဆိုးသေးမှာပေါ့နော်ဟိုဘိုက်ခွဲမမွေးရတာပေါ့နော်အတော့တော့မခွဲကြဘူးအဲအဲ့တော့အဲ့ခေတ္တကဆရာဝန်ကြီးအူကြီးလည်းလဲသွားဟိုတဘာဝတိုင်းလုံးချတယ်ပေါ့နော် sorry ပါဟိုဒါကတော့ခုခေတ်မှာကတော့ပြောင်းသွားပြီအရင်အမြင်နဲ့ခေတ်ဆိုတော့ဟုံးတိုင်းကိုခွဲကြတာပေါ့နော်ဘေးရင်ရက်တွေပဲတွက်ပြီးတော့ခွဲကြတာပေါ့အရင်ကအဲ့လိုမဟုတ်ဘူးကျွန်တော်ကအင်္ဂါသားဒါပေမဲ့ဘိုက်နာတောက်ချရေမွာပေါက်တာတောက်ချရေပေါက်တာဆိုတော့ကျွန်တော်မေဘလောက်တော့ခံရမလဲစဉ်းစားကြည့်ကျွန်တော်ကတော့ breathe လို့ခေါ်တယ် ဖင်ကနေထွက်တာပေါ့အစားအဲ့တော့အဲ့ဒါနေလဲနေတာပေါ့နော်ရင်ဝါပေါက်ပြီးလဲနေတာမရမှခွဲမှာပေါ့နော်အဲ့မှာကျွန်တော်ကခေါင်းကထွက်လာပြီးတော့မဖြစ်လဲဆိုတော့ညှက်ဆွဲရတာအဲ့မှာအဲ့မှာပါသွားတာတချမ်းကကျွန်တော်မညီဘူးရေတကယ်ကျတော့တော့ဘယ်နဲ့ဘယ်ဆိုင်ညာဆိုင်ကမညီဘူးဟိုဒါလေးပြပြတာပါလူတယောက်မှာတော့ဘယ်တော့မှမပြည့်စုံဘူးပြည့်စုံတဲ့လူဆိုလည်းမရှိဘူးဟာဘယ်ပြရလဲမွေးတော့ရတယ်ဒါပွင့်လိုက်ပြညံရင်တော့ကောင်းရင်တော့ပြီကွာရုပ်ကလှတာမလှတာတည်းအဓိကပြောချင်တာကျွန်တော်ဒီရဲ့မွေးရပါတယ်လေဒါတာမလူလုံးလုံးမမြတာ ွဲတာမဟုတ်သားအဲ့လိုအဲငါရောအင်တာဂျင်စပါတော့စကားပြန်ထော်လာတာအမှန်မဟုတ်သူကညှက်ဆွဲလိုက်တာမျက်နှာကိုညှက်ဆွဲတော့ပါသွားတာငငယ်တော့အစင်းချောင်းကြီးတဲ့အမေကသေးပြီလို့ထင်တာကျွန်တော်ကအဲ့လိုပေါင်လည်းမပြည့်ဘူးတဲ့လက်တဆုပ်စာလေးပဲရှိတယ်ပေါ့နော်ပေါင်မပြည့်ဘူးပေါ့နော်ဟုတ်လားတော့စေတယ်ပေါင်မပြေပဲမွေးတော့နော်လိုဘက်ဝိတ်လေးပေါ့အဲလည်းလိုမျိုးပေါ့ကဲအောင်လို့တိုင်ပေါင်နေရကြော်ကြီးဖြစ်သွားညံရီညံရီတွေပဲတက်လာတယ်ဆိုတော့အဲညံရီကတော့ကံပေါ့နော်ဒါကတော့ဆံဖြစ်လာတာကံပေါ့ ဟိုလူကောင်ကြီးလာတော့ဘီယာကြောင့်ပဲပြောမှာပဲကျွန်တော်အဲ့ဒါဘီယာကျွန်တော်ကျေးဇူးရှိတယ်ကျွန်တော်ငယ်လေးတည်းဆက်ရှင်တွေကပိန်ကန်တယ်ကျွန်တော်ကဟိုရက်ကလည်းရှည်တာပေါ့နော်လူကောင်ကြီးခါလက်ပြန်လဲကိုင်းလက်ပြန်လဲကျဲတာဟိုကျွန်တော်လက်ပြန်ကိုင်းကိုင်းလေးဖြစ်နေတာအမှန်ဒီမှာမာဆယ်နေမရှိခင်တော့သေးဘယ်လိုပြောမလို့ဟိုတဲသေးလေးကအဲ့လိုဖြစ်နေရဆိုတဲ့ခါကျတော့လူကရုပ်ကတော်တော်ဆိုးတာပေါ့အဲ့တော့ဘီယာချိုင်းချိုင်းနေဒီလိုဖြစ်လာတာပဲအဘီယာတောင်းရင်ဝရတယ်ကွာဒါပဲအဲ့တော့ပြပြတည်းပဲကျွန်တော်ပေါင်နေရမကြတာတောက်လို့ပေါ့ တောက်မှာပဲဘာဖြစ်လဲကျွန်တော်ကောင်းနေရယူစစ်ရှိတော့အသေးလည်းကောင်းနေရပြီးလို့လည်းမရင်စီးရုံနဲ့ဘာဆေးမှမတောက်ဘူးဟိုအဲ့တော့ဘာတောက်လဲဆိုတော့အဲ့မီကလီယာတောက်တယ်ဟန်ဖရက်တောက်တယ်ဖြည်ဆေးပဲတောက်တယ်အသေးဆေးတော့မတောက်ဘူးကော်ဖီတောက်တယ်ဟန်ဖရက်တောက်တယ်မီကလီယာတောက်တယ်အဲ့တစ်ခါလေးဒီဖီတောက်တစ်ခါလေးဇင်းတောက်တယ်အဲ့လောက်ပါပဲအဲတစ်ခါလေး finance ကတော့ finance trust finance ကတော့တော့သမင်ထိတ်ကပြောင်းလာလို့အဲ့ဒါ၅ရက်မှတစ်လုံးတောက်တာတောက်ဘူးဘာဆေးမှအဲ့ပြပြလေးပြအဲ့လိုတော့ဒါပြပြတာပါဟို ညှက်ဆွဲတာကြာလို့ဖြစ်သွားမိဘတွေတံမိုးထားပါเนาะကျွန်တော်တောက်ကြမှာရေမှာပေါအင်္ဂါမှာမွေးတဲ့ကောင်တော်တော်